ရန်ကုန်မြို့နယ်အထိပါငွေကြေးမလုံပေးပြီးမရလောက်ဖို့အစည်းအုံနေသောအတင့်ရဲနေတာကောများမိင္နာပါပြည်သက်ကြီးတို့၏အခုနောက်ပိုင်းမှာတော့တရုတ်တီကမြန်မာနိုင်ငံအထိပါကိုရိုင်းလာရောက်ပြီးမိန်ကလေးငယ်လေးတွေကိုမလုံပေးမြှွှဲလာတာပါဒါကတော့မြန်မာရင်ကျေးမှုနဲ့ကြည့်ရင်ဒါကတိတ်ခါချစော်ကားရာလျှောက်ပိုင်မိန်ကလေးငယ်လေးတွေလည်းဘောစီဆိုတဲ့အတန်ကြားရင်တဲတဲလောက်ရကျင်သူတွေသတိထားကြပါတာကောရီကတော့မြန်မာမိန်ကလေးငယ်လေးတွေကိုအဓိကပြစ်မှတ်ထားနေကြတာဖြစ်ပြီး ငွေကြေးမလုံးပေးပြီးလက်ထက်ရန်စီယုံမှုကဒီကနေ့ရန်ကုန်မြို့နယ်အချို့မှာပါကြုံတွေ့လာရတာဖြစ်ပါတယ်။အမျိုးသမီးများကိုငွေကြေးမလုံးများပေးပြီးလက်ထက်ရန်အတွက်စီယုံလှုပ်ဆောင်မှုများကိုမြို့နယ်ဧရိယာအတွင်းရှိမြို့နယ်အချို့မှာတွေ့ရှိလာကြောင်းကိုရိုင်းကြုံခဲ့သူများထံမှသိရပါတယ်။အဲ့ဒီအမျိုးသားကတော့မြန်မာလိုမပြောတတ်ပေ Google Translate သုံးပြီးပြောလာတာဆိုတော့အခက်အခဲကြုံနေရတယ်ထင်လို့ပြောမိလိုက်တာ နောက်တော့ငွေကြေးပေးပါမယ်ဆိုပြီးလက်ထပ်ဖို့ပြောလာတာနဲ့လန့်ပြီးပြေခဲ့ရတယ်။အခုထိကြောက်လန့်နေရောမယ်လို့လဲကိုရိုင်းကျုံသူတို့ကလူမှုကွန်ရက်မှာအသိပေးဖော်ပြထားခဲ့ပါတယ်။အဆိုပါပြောဆိုစည်းရုံးမှုကရခိုင်ကနယ်စပ်မြို့များမှာသာအများဆုံးကြုံရပြီးမယ်လေအခုနောက်ပိုင်းမှာတော့ရန်ကုန်မြို့ကဲ့သို့သောမြို့များအထိကြုံလာတဲ့အပြင်မြို့လယ် area ရှိမြို့နယ်များအတွင်ကြုံလာကြခြင်းလည်းဖြစ်ပြီးတင်းနှံများ၊ကြောင်းများအနီးမှာအ धिक အထာကလှုပ်ဆောင်လာကြလည်းဖြစ်ပါတယ်။ဒီနေ့မှလည်းပင်မရှိမှာ ချိုင်းနီးတယောက်ဘဲချိန်အတန်းစင်လဲကန်တင်းကဘဲမာရီလဲလိုက်မေးနေရတွေ့ပါတယ်။သူက Google Translate သုံးပြီးတရုတ်လိုပြောတယ်။ချိုင်းနီးတူမြန်မာနဲ့သူတရုတ်လိုပဲပြောတတ်တာပါဆိုပြီးတော့အစားကသူမေးရဖြေမိတာကနေ Viber သုံးလားလို့တော့တယ်။သူ့ Viber လဲပြတယ်။သူ့ Viber ထဲမှာလဲမြန်မာတွေတွေ့တယ်။အဲ့နေကိုလဲသွားစရာရှိလို့ပါဆိုပြီးလဲပြန်ခဲ့ရတယ်။အခြားသူတွေ Viber အကောင့်ပေးမိမှာဆိုလို့ခုလိုပြန်မျှဝေပေးရပါသူတို့လုပ်ပုံကကြားဖြတ်နေကြတယ်လို့ သူနာပြုတ်တက်ကတော့ចောင်းသူတို့ကအတိပေးပြောကြားထားတာပါ။ဒါကြောင့်အဆောင်နီကနေမចောင်းလာတနေကြရဲ့တက်ကတော့ចောင်းသူများကြားဆိုရင်မှုများဖြစ်ကြသလိုရင်းခဲတို့သောမလုံးပီစီယုံမှုများအတွက်တက်ကတော့ចောင်းသူများအချင်းချင်းကြားတတိပေးမှုများပြုတ်လုပ်နေကြရကြောင်းသိရပါပြီ။ အဆိုပါတရုံမယားအဖြစ်လက်ထက်ရန်စီယုံတင်သွင်းပြီးနောက်လူကုံကူးရန်ကြံစီမှုဖြစ်စဉ်များကိုယခုနောက်ပိုင်းဒေတာအချုပ်မှာကျေပြန့်စွာဖြစ်ပွားနေသလိုဖန်ကြီးခံရသူများကိုသက်ဆိုင်ရာမှလည်းလူကုံကူးမှုတားဆီးနေနေရေးဥပဒေပုံမှ35အရာအရေးယူနေခြင်းများရှိနေရပါလွန်ခဲ့သောဇွန်လ18ရက်ကရန်ကုန်မြို့လမ်းမတော်မြို့နယ်ရှိတူနာပြူတက္ကသိုလ်ရန်ကုန်အနီးမှာအမျိုးသမီးများကိုငွေကြီးမလုံးပေးပြီးလက်ထက်ရန် လိုက်လံစီယုံနေမှုကိုအနည်းရှိရမိရဖများအကူအညီဖြင့်သက်ဆိုင်ရာမှလာရောက်တားမြစ်ဖမ်းဆီးခြင်းများရှိခဲ့ကြောင်းကိုရိုင်းမြင့်တွေ့ခဲ့သူများထံမှသိရပါသည်။ဒါကြောင့်မြန်မာမိန်ကလေးများကိုကာကွယ်ဆောက်ရှောက်ရန်မြန်မာပြည်သားများအလုံးရဲ့တာဝန်ဖြစ်လာပါပြီ။မိန်ကလေးများကလည်းမိမိကိုမိမိမြန်မာဆိုတာမမေ့ကြစေချင်ပါဘူး။ကိုကိုကိုယူဆိုင်ကြပါလို့သတိပေးပါစေ။အဆုံးထိကြည်ပင်လို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ ပင်လယ်ထဲပြုတ်ကျသွားတဲ့တမိကိုမကြောက်မရွံ့ပင်လယ်ထဲလိုက်ခုံစင်းပြီးကဲကဲသူရဲ့ကောင်းဖေဖေမင်္ဂလာပါပရိသတ်ကြီးတို့ရေပြီးခဲ့တဲ့တနင်္ဂနွေနေ့ကဘဟာမာကျွန်းတွေကနေအမေရိကန်ကိုပြန်မောင်းလာတဲ့ဆလင်းတက်ရှိရဲ့စိန်ကန်အပျော်စီးတင်မောကြီးရဲ့လေးတက်ကနေတမုတ်တရာရေပြင်းနဲ့ပြုတ်ကျတဲ့တမိကိုကယ်ဖို့အဖေကလည်းရှည်တဲ့ကိုခုံစင်ခဲ့ပါတယ်ဖြစ်တာကတော့လွန်ခဲ့တဲ့တနင်္ဂနွေကဘဟာမာနဲ့ဖော့လာတာတဲ့အကြအပျော်စီးခီးတဲ့တင်မော Disney Dream ပေါ်ကအသက်၅နှစ်အရွယ်မိန်းကလေးငယ်ပင်လယ်ထဲပြုတ်ကျခဲ့တာပါပြုတ်ကျပြီးပြီးချင်းထိုကလေးငယ်ရဲ့အဖေကပင်လယ်ထဲလိုက်ခုန်ချပြီး10မိနစ်ကျော်အသေးအသန့်ကူးခတ်ပြီးကယ်တင်ခဲ့ရပါဒီလိုပြုတ်ကျရတာကလည်းလက်ရှိလူတိုင်းစိတ်ဝင်စားနေတဲ့ဓာတ်ပုံတွေကြမှာဒီကလေးလေးကလည်းအပျော်စီးသင်းမော်ပေါ်မှာအဖေကသမီးကိုဓာတ်ပုံရိုက်ပေးနေသမီးကလက်ရန်ကနေနှုံပြီးကြော်သွားတာပါကြကြကြမှာပဲအဖေဖြစ်သူလဲခုံချင်းခဲ့ပြီး သူတို့ရေထဲမှာ7မိနစ်လောက်ကူးနေရပြီးမှတင်မောကအသက်ကဲလှိနေလာပြီးကယ်တင်သွားတာတွေ့ရပါတယ်။ကြကြကြမှာပဲတင်မောသားတွေကလည်းချက်ချင်းအလန်တီကပတိန်ကတင်မောအရှိန်ရှော့ပြန်꿰ပြီး rescue ပုတ်ချပြီးတားဖာနှစ်ယောက်စလုံးကိုကယ်တင်ခဲ့တာပါ။ပင်လယ်ထဲပြုတ်ကျတဲ့ကလင်းငယ်ကအပျော်စီခီးတဲ့တင်တင်မောကြီးရဲ့ life boat တွေရှိရဲ့လေးချက်ကဖြစ်ပြီးသတင်းဌာနတွေမှာတင်ထားတာကတော့လက်ရမ်းမှာဓာတ်ပုံရိုက်ရင်မတော်တဆပြုတ်ကျတာ အားလုံးပြီးခင်ပါတယ်လို့သိရပေမဲ့လေတချို့ကတော့လေးထက်မြောက်ကပြုတ်ကြရင်ဆိုတော့ကလေးကပြုတ်ကြတော့အောက်ကသင်္ဘောလက်ရန်တွေကိုကြောပြီးပင်လယ်ထဲကျသွားတာလားခုံချရင်တော့လွတ်အောင်အတော်အားနစ်ခုံရမှာမဟုတ်လားဆိုပြီးမိခုံးထုတ်စရာတွေဖြစ်နေကြတာပါဒါကြောင့်လက်ရှိမှာတော့မိဘတွေအနေနဲ့ကလေးတွေနဲ့ဒီလိုခင်းမျိုးသွားရင်မျက်ခြေမပြတ်အနီးကပ်ဆောက်ရှောက်တက်ပါတယ်။အနည်းဖြစ်စေမယ့်နေရာတွေကိုပြေးမသွားတင်ပါဘူး။အခုကအစိုးရအကောင်ပါပဲ ဆိုရာကပင်လယ်ခီးအတွေ့အကြုံရှိတဲ့ခီးသိမ်းအထူးသဖြင့်ကလေးငယ်များကိုလူကြီးများကနားလည်အောင်ပြောပြဖို့ဂရုစိုက်ဖို့ခီးသိမ်းများကို ခီးစဉ်မစမီ safety briefing လုပ်တဲ့အချိန် child safety on boat ဒါရီပါထည့်ပြောဖို့လိုလာပါမယ်မိဘဆိုရာတာသမီ address ကိုအသက်တွေဘဝတွေအကုန်ပြီးဆက်ထားတာပါကုန်ယူပါရင်ကဘာပေါ်မှာရှိတဲ့မိဘတိုင်းကတော့ကိုသားသမီးအတွက်ဆိုကိုအသက်ကိုမျက်နှာမျောတဲ့သူတွေမို့မိဘတွေကိုတန်ဖိုးထားကြပါအဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ် နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ရန်ကုန်မြို့နယ်အထူးပါငွေကြေးမလုံပေးပြီးမရလောက်ဖို့အစည်းအုံနေသောအတင့်ရဲနေရဲတာကောများမိင်္ဂလာပါပရိသတ်ကြီးတို့၏အခုနောက်ပိုင်းမှာတော့တရုတ်တီကမြန်မာနိုင်ငံထိပါကိုရိုင်းလာရောက်ပြီးမိန်ကလေးငယ်လေးတွေကိုမလုံပေးမြှွှဲလာတာပါ။ဒါကတော့မြမရင်ကျေးမှုနဲ့ကြည့်ရင်ဒါကတိတ်ခါချစော်ကားရာလျှောက်ပိုင်မင်းကလေးငယ်လေးတွေလည်းဘောစီဆိုတဲ့အတန်ကြာရင်တဲတဲလောက်ရကျင်သူတွေသတိထားကြပါ တာကောတွေကတော့မြန်မာမိန်းကလေးငယ်လေးတွေကိုအဓိကပြစ်မှတ်ထားနေကြတာဖြစ်ပြီးငွေကြေးမလုံးပေးပြီးလက်ထက်ရန်စီယုံမှုကဒီကနေ့ရန်ကုန်မြို့နယ်အချို့မှာပါကြုံတွေ့လာရတာဖြစ်ပါတယ်။အမျိုးသမီးများကိုငွေကြေးမလုံးများပေးပြီးလက်ထက်ရန်အတွက်စီယုံလှုပ်ဆောင်မှုများကိုမြို့နယ်ဧရိယာအတွင်းရှိမြို့နယ်အချို့မှာတွေ့ရှိလာကြောင်းကိုရိုင်းကြုံခဲ့သူများထံမှသိရပါတယ်။အဲ့ဒီအမျိုးသားကတော့မြန်မာလိုမပြောတတ်ပေ Google Translate သုံးပြီးပြောလာတာဆိုတော့အခက်အခဲကြုံနေရတယ်ထင်လို့ပြောမိလိုက်တာ နောက်တော့ငွေကြေးပေးပါမယ်ဆိုပြီးလက်ထပ်ဖို့ပြောလာတာနဲ့လန့်ပြီးပြေခဲ့ရတယ်။အခုထိကြောက်လန့်နေရုံပဲလို့လဲကိုရိုင်းကျုံသူတို့ကလူမှုကွန်ရက်မှာအသိပေးဖော်ပြထားခဲ့ပါတယ်။အဆိုပါပြောဆိုစည်းရုံးမှုကရခိုင်ကနယ်စပ်မြို့များမှာသာအများဆုံးကြုံရပြီးမယ်လေအခုနောက်ပိုင်းမှာတော့ရန်ကုန်မြို့ကဲ့သို့သောမြို့များအထိကြုံလာတဲ့အပြင်မြို့လယ် area ရှိမြို့နယ်များအတွင်ကြုံလာကြခြင်းလည်းဖြစ်ပြီးတင်းနှံများကျောင်းများအနီးမှာအ धिक အထာကလှုပ်ဆောင်လာကြလည်းဖြစ်ပါတယ်ဒီနေ့မှလည်းပင်မရှိမှာ ချိုင်းနီးတယောက်ဘဲချိန်အတန်းစင်လဲကန်တင်းကဘဲမာရီလဲလိုက်မေးနေရတွေ့ပါတယ်။သူက Google Translate သုံးပြီးတရုတ်လိုပြောတယ်။ချိုင်းနီးတူမြန်မာနဲ့သူတရုတ်လိုပဲပြောတတ်တာပါဆိုပြီးတော့အစားကသူမေးရဖြေမိတာကနေ Viber သုံးလားလို့တော့တယ်။သူ့ Viber လဲပြတယ်။သူ့ Viber ထဲမှာလဲမြန်မာတွေတွေ့တယ်။အဲ့နဲ့ကိုလည်းသွားစရာရှိလို့ပါဆိုပြီးလက်ပြန်ခဲ့ရတယ်။အခြားသူတွေ Viber အကောင့်ပေးမိမှာဆိုလို့ခုလိုပြန်မျှဝေပေးရပါသူတို့လုပ်ပုံကကြားဖြတ်နေကြတယ်လို့ သူနာပြုတ်တက်ကတော့ចောင်းသူတို့ကအတိပေးပြောကြားထားတာပါ။ဒါကြောင့်အဆောင်ကြီးကနေမចောင်းလာတနေကြရဲ့တက်ကတော့ចောင်းသူများကြားစိုးရိမ်မှုများဖြစ်ကြသလိုရင်းခဲတို့သောမလုံးပီစီယုံမှုများအတွက်တက်ကတော့ចောင်းသူများအချင်းချင်းကြားတတိပေးမှုများပြုတ်လုံနေကြရကြောင်းသိရပါတယ်။ အဆိုပါတရုတ်မယားအဖြစ်လက်ထက်ရန်စီယုံသိမ့်သွင်းပြီးနောက်လူကုန်ကူးရန်ကြံစီမှု ဖြစ်စဉ်များကိုယခုနောက်ပိုင်းဒေသအချို့မှာကျေပြန့်စွာဖြစ်ပွားနေသလိုဖန်ကြီးခံရသူများကိုသက်ဆိုင်ရာမှလည်းလူကုန်ကူးမှုတားဆီးနေနေရေးဥပဒေပုံမှ၃၅အရာအရေးယူနေခြင်းများရှိနေရပါလွန်ခဲ့သောဇွန်လ၁၈ရက်ကရန်ကုန်မြို့လမ်းမတော်မြို့နယ်ရှိတူနာပြူတက္ကသိုလ်ရန်ကုန်အနီးမှာအမျိုးသမီးများကိုငွေကြီးမလုံးပေးပြီးလက်ထက်ရန် လိုက်လံစီယုံနေမှုကိုအနည်းရှိရမိရဖများအကူအညီဖြင့်သက်ဆိုင်ရာမှလာရောက်တားမြစ်ဖမ်းဆီးခြင်းများရှိခဲ့ကြောင်းကိုရိုင်းမြင့်တွေ့ခဲ့သူများထံမှသိရပါသည်။ဒါကြောင့်မြန်မာမိန်ကလေးများကိုကာကွယ်ဆောက်ရှောက်ရန်မြန်မာပြည်သားများအလုံးရဲ့တာဝန်ဖြစ်လာပါပြီ။မိန်ကလေးများကလည်းမိမိကိုမိမိမြန်မာဆိုတာမမေ့ကြစေချင်ပါဘူး။ကိုကိုကိုယူဆိုင်ကြပါလို့သတိပေးပါစေ။အဆုံးထိကြည်ပင်လို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။